အားလုံးပဲမင်္ဂလာပါနော်။စာရေးဆရာဥပုံဓာတို့မန္တလေးရေးသားတဲ့ရတ္တစာစုဝတ္ထုတို့လေးကိုဖတ်ပြပေးမယ်နော်။ဥပုံဓာတို့မှာမိမ၃ယောက်ရှိပါသည်။ယူသားစာဝန်ခံပြရစီအထင်တော့မသေးကြပါနဲ့။ကျွန်တော်မှာမိမ၃ယောက်ရှိပါတယ်။ဒီစာတော့စောင့်အောင်ဖတ်ပေးပါ။အဲ့ဒီ၃ယောက်ထဲမှာနောက်ဆုံးယူထားတဲ့အငယ်ဆုံးကောင်မလေးကိုအချစ်ဆုံးပါ။ သူကတွတိတွတာလဲပြော့တက်တယ်လှလဲလှတယ်ကျွန်တော်ငွေတွေရှာနေတာကျွန်တော်အလုပ်တွေ လုပ်နေတာဘသူအတွက်များထင်တယ်လဲသူ့အတွက်ကြီးပါပဲညာအရာဝင်ရင်လဲသူ့တတိရတယ်နနမိုးလင်းရင်လဲသူ့စီပဲစိတ်ကအမြဲရောက်နေတယ်စာစာတော်တော်ဘာပဲလုပ်လို့သူ့စိတ်နဲ့ကျွန်တော်ရှင်တန်နေရသူပါပဲသူ့ဘာပဲတောင်းဆိုတောင်းဆိုချက်ချင်းလိုက်ရောမိတယ် သူလိုချင်တာမှန်သမျှသူဖြစ်ချင်တာမှန်သမျှကျွန်တော်လုပ်ပေးချင်တယ် Skywar နဲ့78 shopping ကြီးကိုဝယ်ပေးဖို့သူကတောင်းဆိုရင်တော့ဝယ်ပေးလိုက်ချင်တာအဲ့ဒီလောက်ထိကိုကျွန်တော်သူ့ကိုချစ်တာကျွန်တော်ကဒုရီယာယူထားတဲ့ကောင်မလေးကိုလည်းချစ်တာပါပဲဘာလို့ချစ်တာလဲဆိုတော့ तू ကကျွန်တော်ရဲ့ဂုံတရင်ကြော်စောအောင် ကျွန်တော်အလုပ်တွေအောင်မြောင်အမြင်အကူအညီပေးလို့ပါပဲကျွန်တော်ဒီလောက်ထိအလုပ်တွေများများလုပ်နိုင်တာသူကူညီလို့ပါကျွန်တော်တွားလျာမှာသူအမြဲပါတယ်ကျွန်တော်ဖြစ်ချင်တာမှန်သမျှသူလုပ်ပေးတယ်ကျွန်တော်စိတ်ကူးတွေအားလုံးကိုသူကအကောင့်ထဲပေါ်ပေးတယ်အဲ့ဒါကြောင့်ချစ်တာပထမယူထားတဲ့မိမကြီးကတော့တိကျတဲ့အတိုင်းပါပဲ ကျွန်တော်အလိုကိုမလိုက်ဘူးကျွန်တော်မလုတ်ချင်တာတွေကိုပဲခိုင်းနေစကားလည်းအလွန်များတယ်နားပူတယ်သူပြောတဲ့စကားတွေကအမှန်နေပါဒါပေမဲ့ကျွန်တော်သူ့စကားနားမထောင်ခြင်းသူခိုင်းတဲ့အလုပ်တွေကတကယ်ကိုတန်မှုရှိတဲ့အလုပ်တွေပါဒါပေမဲ့ကျွန်တော်မလုတ်ချင်အဲ့ဒီမိမကြီးရဲ့အိမ်ကိုတစ်နှစ်တစ်ခေါက်လောက်သာကျွန်တော်ရောက်တယ်၁၀ရက်လောက်ပဲကြာတယ်အဲ့ဒီ၁၀ရက်မှာတော့ ကျွန်တော်စိတ်ဟာအငဲဆုံးကောင်းမလေးစီကိုပဲရောက်ရောက်နေတယ်။သူ့ကိုချစ်လားလို့မေးရင်တော့ကျွန်တော်မဖြစ်တတ်တော့ဘူး။ချစ်တယ်မှန်းတော့ကျွန်တော်သိတယ်။ဒီလိုနဲ့ပြီးခဲ့တဲ့လကကျွန်တော်ကြောက်ကမကောင်းလို့ခွဲစိတ်ကုသရတယ်။ကျွန်တော်ကိုကျွန်တော်အားမရဘူး။တည်မယ်လို့ပဲထင်မိနေတယ်။တည်မယ်ဆိုတော့ထုံးစံအတိုင်းပဲဆွဲလန်းမှုတွေကိုတတိရတော့တာပေါ့။ ဘသူကိုအရင်ဆုံးတတိရတယ်ထင်တယ်လဲတီတီတာတာချွဲ့ချွဲ့နွဲ့နွဲ့ပြော့တက်တဲ့အငယ်ဆုံးကောင်မကလေးကိုတတိရတာပေါ့သူကျွန်တော်အနာကိုကတ်လာတဲ့အချိန်ကျွန်တော်စကားတန်တူတူလေးနဲ့သူ့ကိုမေးမိတယ်အချစ်ရယ်ကိုကိုတိတ်မဲထင်တယ်မင်းလေးသာကို့အနာမှာရှင်ငရေပြီကိုလည်းထို့အတူသွားရဲ့တယ် ဘယ်နေရာတွားရတွားရမင်းလေးနဲ့ပဲတွားချင်တယ်မင်းမင်းလိုက်ခဲ့ပါကောင်မလေးကခခတိတိပဲမဲပြုံးလေးပြုံးမိညင်းတယ်ရှင့်ကိုကျမချစ်ပါတယ်ဒါပေမဲ့ရှင့်အဲ့တလောက်ထိမချစ်ဘူးတဲ့ခမရတို့အသေးကွဲဘူးတလားအဲ့ဒီစကားနဲ့ပဲကျွန်တော်အသေးတွေဟတ်တက်ကွဲသွားတယ်ကျွန်တော်ကပြစ်ချစ်လိုက်ရတာ အင်းပေါ်လေသူကငဲတာကိုဒီလိုနဲ့ဒုတိယကောင်မလေးကျွန်တော်အနားကို ရောက်လာတဲ့အချိန်မှာကျွန်တော်ရင်ထဲကဆန္ဒတွေကိုထုတ်ပြောမိပြန်တယ်မိန်းကလေးရယ်ကိုတော့လေတေမဲထင်တယ်တေချင်းရဲ့ဟိုးဘက်မှာကိုကိုတယောက်တည်းမသွားချင်ဘူးမင်းနဲ့တူသွားရရင် ကိုအရန်အရှိမှာ မင်းကိုကိုအရင်အားကိုးပါတယ်မင်းမင်းလိုက်ခဲ့ပါလားသူကကျွန်တော်ကိုတွတွေကြီးစိုက်ကြည့်နေတယ်ဘာစကားမှမပြောအချီရင်မင်းကိုနဲ့တူလိုက်ခဲ့ပါကွာသူကကျွန်တော်နားကပြန်ကားနီးမှာတခွန်တဲသောစကားကိုဆိုသွားတယ်မလိုက်ချင်လို့မလိုက်ရဲလို့မဟုတ်ပါဘူး ကျမရှင့်ကိုအဲ့တလောက်ထိချစ်ရလားလို့ကျမပြန်ပြီးစဉ်းစားလိုက်ဦးမယ်ကျွန်တော်အရင်ခံစားရတယ်ဗျာမျောလင်းမထားတဲ့စကားကိုကျွန်တော်ကြားလိုက်ရတယ်ခင်ဗျားတို့ကိုချင်းစာကြည့်ပါတေတော့မဲ့ကျွန်တော်ဘလောက်များအငဲ့နေလိုက်မလဲအာကိုရှာတော့လေထင်တယ်လို့ဖြစ်မလားဒီအချိန်မှာကျွန်တော်ကမချစ်တဲ့ ကျွန်တော်ကိုချစ်တဲ့ပထမမိန်းမကြီးကျွန်တော်အနာကိုရောက်လာတယ်ကျွန်တော်သူ့ကိုလှဲ့မကြည့်ဘူး तू ကကျွန်တော်ကိုစကားတခွန်းပြောတယ်ရှင်ရှင်အားငယ်ပါနဲ့ရှင်နဲ့တူ ကျမရှိနေမှာပါတန်တရာတခြားလုံးရှိရဲ့နားမှာကျမထောင်ရရှိနေမှာပါကျွန်တော်အံ့ဩသွားတယ်ကျွန်တော်မချစ်တဲ့မိမက ကျွန်တော်အနားမှာထာဝရရှိနေမဲတဲ့ဗျာစာဖတ်သူခမညာကျွန်တော်မှာတကယ်မိမ3ယောက်ရှိတာပါခမညာမှာလည်းမိမ3ယောက်ရှိပါတယ်စဉ်းစားမိရဲ့လားကျွန်တော်တို့အမြဲတတိတရာရှိနေတဲ့အချစ်ဆုံးဆိုတာဘာတူလဲ ကျွန်တော်တို့နေ့စဉ်ရှာဖွေနေတာအဲ့ဒီအချက်ဆုံးအတွက်ဆို။ तू ဘာတွေပဲတောင်းဆို တောင်းဆို ကျွန်တော်တို့လာရောနေမိတာ။ तू ဘာပဲတောင်းဆိုတောင်းဆိုပေးနေမိတာ။ तू ဘာပဲတောင်းဆိုတောင်းဆိုကြွေးနေမိတာ။အချိန်တိုင်းတတိတရနဲ့ခံစားနေရတဲ့အချက်ဆုံးဆိုတာကျွန်တော်ရဲ့တာသမီတွေကျွန်တော်ရဲ့အင်တာဘက်တွေပေါ့ ျွန်တော်တို့ကသာသူတို့ကိုချစ်ရတာပါ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပါသူတို့လေးတွေကကျွန်တော်တို့တကယ်မချစ်ပါဘူးသူတို့လေးတွေကတွတ်တီးတွတ်တာပြောလို့ချစ်ရတယ်စိတ်မချလို့ချစ်ရတယ်စိတ်ကောက်လို့ချစ်ရတယ်ကျွန်တော်တို့ဟာသူတို့ကိုပုံစံအမျိုးမျိုးနဲ့ချစ်နေတာ သူတို့ကကျွန်တော်တို့ကိုတကယ်ချစ်တယ်လို့များထင်နေလို့လားကျွန်တော်တည်ရင် သူတို့ကခဏလေးငိုမယ်ပြီးရင်မေ့မယ်ကျွန်တော်ရှောက်ဖွေထားတာတွေကိုခွဲယူကြမယ် now တတိမရကြတော့ဘူးဒုရယမိမဘာတူလဲဆိုတာတွေးမိရဲ့လားဒုတိယမိမဆိုတာကျွန်တော်ရဲ့အလုပ်တွေပေါ့ အောင်မြင်မှုတွေကြော်ကြမှုတွေစီးစိမ်တွေလုံပိုင်ခွင့်တွေပိုင်ဆိုင်မှုတွေပစ္စည်းတွေပေါ့သူတို့ဟာလည်းကျွန်တော်တို့နဲ့အတူလိုက်ပြီးမသေးပါဘူးကျွန်တော်တို့တင်ထပစ်ခဲ့ရမှာကျွန်တော်တို့ကတကယ်ပိုင်တယ်လို့ထင်နေကြတာဒါဖြင့်ကျွန်တော်တို့မချစ်တဲ့ပထမဆုံးမရက်ကြီးဆိုတာဘယ်သူလဲ တွေ့ကြည့်ကြရအောင်ကျွန်တော်တို့လုပ်ခဲ့တဲ့ကျွန်တော်တို့လုပ်နေတဲ့ကုသိုလ်ကံအကုသိုလ်ကံတွေပေါ့တည်ပြီးတဲ့နောက်တန်တရားအဆက်ဆက်ထိအတူလိုက်လာမဲ့ချစ်သူပဲဝိပဿနာတရားစခန်းကိုတစ်နှစ်တစ်ခေါက်လောက်သာကျွန်တော်တို့ရောက်ကြတာမဟုတ်လား၁၀ရက်လောက်စခန်းဝင်တာတော့ အိမ်ကသားတွေတမိတွေအလုပ်တွေစီးစိမ်တွေဥစ္စာတွေတတိယနေတက်ကြရဲမဟုတ်လားအဲ့ဒီမယကြီးပြောတာတွေကအမှန်တရားတွေပါသူခိုင်းတာတွေကတာလောကရဲ့အစီအနှစ်တွေပါဒါပေမဲ့နားကြီးတယ်ဗျာနားပူတယ်ဗျာစာဖတ်သူဟာအသက်40 50ကျော်ပြီ သားတွေတမိတွေမြေးတွေဥစ္စာဒဏတွေပိုင်ဆိုင်နေရသူဆိုရင်တော့ဒီဆိုင်ရဲ့သဘောကိုနားလည်မှာပါဒါကြောင့်ပြောတာပေါ့ဥဖုံဓာတုမှာ မိမ့်မ3ယောက်ရှိပါတယ်2008 mass 3ရက်လူတွေဟာသူများကဲ့ရဲ့မှာကြောက်လို့အလုံးလုံးနေတဲ့သူရှိတယ် သူများချီးကျူးတာခံချင်းလို့အလုံးလုံးနေတဲ့သူရှိတယ်။အဲ့ဒီလိုလူတွေဟာလူများစုတွေပဲ။ငါတာကဲ့ရဲ့ချင်းချီးမွန်ခြင်းကိုထက်မတွက်ပဲအတိတ်ပဲရှိတဲ့အလုတ်ကိုရေရေဝွန်းဝွန်းလှုပ်တဲ့သူကတော့ရှားတယ်။ရှီမွေးစာပေဟောပြောခဲ့ရာတီတုံးကပေါ်ကျွန်တော်ကစာတင်တဲ့ဆရာဆိုးတော့တခြားအလုံးများနဲ့မတူပါဘူး။ နေမကောင်းရင်လည်းကြောင်းပြက်လို့မရဘူး။မိုးရွာရွာနေပူပူလေးတိုက်တိုက်စာတင်ခန်းစီကိုအရောက်သွားရတယ်။ကျောင်းသားကျောင်းသူတွေဆိုတာကလည်းကျွန်တော်လာမှပဲစိတ်အာရုံပြည့်ကြတယ်။ကျွန်တော်ကိုစားအချားလို့အစားထုတ်လို့မရဘူး။ဒီလိုနဲ့စာပြေ ဟောပြောပဲရာတီရောက်လာပါတော့တယ်။ဟိုနယ်ကခေါ်ဒီနယ်ကခေါ်နဲ့စာပြေဟောပြောပဲတွေဖိတ်ကြခင်ရပါတော့တယ်။ အရန်လဲသွားချင်တယ်ကြောင်းလဲမပြတ်ချင်ဘူးကြောင်းပြတ်ရင်တီထောင်အုပ်ချုပ်တဲ့ဆရာတွေကညှို့ညင်းမယ်ကြောင်းပြတ်ရင်မိဘတွေကကဲ့ရဲ့မယ်ကြောင်းပြတ်ရင်ចောင်းသားတွေကဒီဆရာကြီးသူတို့ကိုဂရုမစိုက်ဘူးလို့မြင်မယ်ကျွန်တော်စိတ်ထဲမှာအရန်ကိုတွေ့ဝေနေမိတယ်အဲ့ဒီအကြောင်းအမေကိုပြောပြမိတယ် ငါတောက်ကိုအမေပြောမယ်မင်းငငယ်တုန်းက မင်းဘဝဟာငါရဲ့ပဆက်ဖြားပဲငါနေဆိုနေငါထိုင်ဆိုထိုင်ငါသွားဆိုသွားငါမကြိုက်တာမလုပ်နဲ့ငါစကားနားထောင်ဒါဟာတဘာဝကြတယ်မင်းဟာကလေးရှိသေးတာကိုဒီလိုနဲ့ចောင်းနေတဲ့အရွယ်ရောက်တော့မင်းဘဝဟာ ်ဆရာရီရဲ့ပဆက်ဖြားပဲဆရာရီကခိုင်းရင်လို့သူတို့မကြိုက်တာမလုံနဲ့ကြောင်စီကန်လိုက်နာသူတို့ကစာကျက်ဆိုရင်ချက်ရတယ်ဒါလဲတဘာဝကြရဲငါသားအခုကိစ္စကတားလို့ရရတဘာဝမကြလို့လားအမေနားထောင်အမေဆက်ပြောမယ်ဒီလိုနဲ့မင်းအိမ်အောင်ကြတော့ မင်းမိမရဲ့ပဆက်ဖြာမင်းဘဝဖြစ်ပြန်ရောမင်းမိမကဘယ်ချိန်ပြန်လာဆိုပြန်လာရတယ်ဘသူနဲ့မပေါင်းနဲ့ဆိုမပေါင်းရအောင်သူခိုင်းတာမှန်သမျှမင်းလောက်ရတယ်သူစိတ်နဲ့မင်းကိုဆိုတာမင်းတတိမထားမိပြန်အတိတ်ပဲနည်းနည်းမဲ့လာတယ် ဟုတ်သားပဲငငယ်တော့ကတော့အမေပါဆက်ဖြားကျွန်တော်ဘဝကျောင်းနေတဲ့အရွယ်ရောက်တော့ဆရာရဲ့ပါဆက်ဖြားကျွန်တော်ဘဝမိမရတော့လဲမိမပါဆက်ဖြားကျွန်တော်ဘဝအမေကဆက်ပြောတယ်မင်းမင်းသားသမီးတွေရတာတော့လဲသားသမီးတွေရဲ့ပါဆက်ဖြားကမင်းဘဝဖြစ်ပြန်ရောမင်းစဉ်းစားကြည့်စမ်း ဖဖေကြီးဖဖေကြီးအရက်မတော့နဲ့ဆိုမင်းမတော့ရပြန်ဖဖေကြီးကောင်မလေးတွေမငန်းနဲ့ဆိုရင် မင်းမငန်းရပြန်ဖဖေကြီးဟိုဟာဝယ်ခဲ့ဒီဟာဝယ်ခဲ့ဆိုရင်မင်းဝယ်ခဲ့ရတယ်မင်းဘဝမင်းတားသမီးတွေရဲ့ပစက်ဖျားဖြစ်နေပြန်တယ်အခုတော့ကောအမေယား ခုတော့ပို့ဆိုးတာပေါ့မင်းစဉ်းစားကြည့်အလုရှင်ရဲ့ဗဆက်ဖျားကမင်းဘဝကြောင်သားတွေရဲ့ဗဆက်ဖျားကမင်းဘဝကြောင်သားမိဖတွေရဲ့ဗဆက်ဖျားကမင်းဘဝမင်းဒီအသက်ဒီအရွယ်ထိမလွတ်လပ်သေးပါဘူးအမေစကားကိုကြားပြီးကျွန်တော်တော်တော်ဝမ်းနည်းမိတယ်တနေ့မှ24နာရီရှိတယ် အိတ်ချိန်6နိုင်နှုတ်လိုက်ကြံတဲ့18နိုင်လုံးလုံးဟာကျွန်တော်စိတ်နဲ့ကျွန်တော်နေခွင့်မရပါလားငွေရဖို့အတွက်ထမင်းစားရဖို့အတွက်ကျွန်တော်ဘဝကိုလူတွေရဲ့လက်ထက်ထိုးအပ်နေရတဲ့သူပါလားအမေကဆက်ပြောတယ်မင်းအသက်49နှစ်50နာနေပြီအမေပြောပြမယ် လူဆိုတာတစ်နှစ်ကနေ10နှစ်ထိဘာမှမသိပဲကြီးပြင်းခဲ့တယ်10နှစ်ကနေ20အတွင်းចောင်းစာတွေအထိပယ်ရှိရှိတင်ရတယ်20ကနေ30အတွင်းငွေရှာတဲ့ပညာကိုတင်ရတယ်ငွေရှာတယ်30ကနေ40အတွင်း ဘဝကိုအခြေတကျဖြစ်အောင်ရှာဖွေရတယ်။မင်းစူးစမ်းရတယ်၊စူဆောင်းရတယ်40ကနေ50အတွင်းမှာလူတယောက်ဘဝရဲ့အကောင်းဆုံးတွေကိုဖန်တီးကြရတယ်50ကနေ60အတွင်းဆိုရင်တော့ပိုင်ဆိုင်မှုတွေကိုအတိတ်ပဲရှိရှိသုံးပြီးတော့ငါသား 60ရဲ့ဟိုဘက်ဆိုရင်တော့တေဖို့အတွက်ပြင်ထားပြီတော့အခုငါသားက အကောင်းဆုံးနေဖန်တီးရမယ်ကာလကိုရောက်နေပြီဒါဆိုရင်အမေရဲ့ကျွန်တော်စပေးဟောပြောွဲသွားရမလားဒါတော့မင်းဆုံးဖြတ်လေဒီရွယ်ထိမင်းဟာထမင်းစားဖို့လှုပ်လှုပ်ခဲ့တယ်အလှုပ်လှုပ်ဖို့ထမင်းစားခဲ့တယ်မင်းလူဖြစ်ရကြုံနဲ့မနှက်ပါဘူး ဒါဆိုရင်လူဖြစ်ရကျိုးနဲ့အောင်ဘလို့နေရမလဲအမေအတွေးညံရှင်းတန်သွားတဲ့သူတွေဟာထမင်းစားဖို့အလုံးလုံးနေကြတာမဟုတ်ဘူးအလုံးလုံးဖို့လည်းထမင်းစားနေကြတာမဟုတ်ဘူးထမင်းစားရသည်ဖြစ်စေထမင်းမစားရသည်ဖြစ်စေလှုပ်တဲ့နဲ့အလုံးဆိုရင်ရရဲဝုန်းဝုန်းကိုလှုပ်တဲ့နဲ့ငါသား မေစကားကတော်တော်လေးနက်တယ်အမေကဆက်ပြောတယ်လူတွေဟာသူများကဲ့ရဲ့မှာကြောက်လို့အလုံးလုံးနေတဲ့သူရှိတယ်သူများချီးကျူးတာကိုခံကျင်းလို့အလုံးလုံးနေတဲ့သူရှိတယ်အဲ့ဒီလိုလူတွေဟာလူအများစုတွေပဲငှတာကဲ့ရဲ့ခြင်းချီးမွမ်းခြင်းကိုထက်မတွက်ပဲ အတိပဲရှိတဲ့အလုတ်ကို လုတ်တဲ့သူကတော့ရှားတယ်ငါသားအမေစကားအတော်လာရဆိုရင် ကျွန်တော်ကအတိပဲမဲစွာဘဝကိုဖျက်တမ်းနေသူပဲကိုစိတ်နဲ့ကို နေခွင့်မရသေးတဲ့မလွတ်လပ်သူပဲမင်းမင်းရေမွေးစွတ်ဖူးတယ်မဟုတ်လားဘယ်သူ့အတွက်စွတ်တာလဲမင်းမွေးဖို့စွတ်တယ်ဆိုရင် အိမ်မှာနေလဲမင်းစွတ်ရမှာပဲ ခုတော့လမ်းထွက်မှရေမွေးဆွတ်ကြရဲဆိုတော့ရေမွေးဆွတ်ချင်းဆိုတာကို့အတွက်မဟုတ်ဘူးသူများတွေမှွေးဖို့မှွေးလိုက်တာလို့ချီးမွမ်းခံရဖို့အကဲ့ရဲ့လွတ်ဖို့ဆွတ်တာမဟုတ်ဘူးလားအမေပြောမှစဉ်းစားမိတယ်ကဲဒီတော့ငါသားကဲ ဒီတော့ငှက်သားဒီရွယ်ကြီးရောက်မှတော့ရေမွေးမလို့တော့ပါဘူးကွယ်အတိတ်ပဲရှိတဲ့အလုံဆုံးရရဲတာလုံးအလုံးတစ်ခုကိုလှုပ်ပြီးတဲ့အခါအဲ့ဒီအလုံးဟာပတ်စံရခြင်းမှရမယ်အဲ့ဒီအလုံးကြောင့်လူပတ်ဝန်းကျင်မှာအတိတ်ပဲတစ်ခုပြေဝါသွားပြီဆိုရင်မင်းအလုံးဟာအတိတ်ပဲရှိတယ် ကဲ့ရဲ့ခြင်းချီကျူးခြင်းတွေကိုရေမွေးဆွချင်းလို့သာသဘောထားလိုက်တော့ငါသားအမေစကားကြောင့်အတိဘယ်ရှိသောဘဝတစ်ခုကိုကျွန်တော်ပျော်ရွှင်စွာဖန်တီးလျက်ရှိပါတယ်ကျွန်တော်ရေမွေးမဆွတော့ပါ2000ဆွန်နေရဲ့ အပေးနာဆင်ပေးခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီတော်ဂျေစုအားကြီးအများကြီးပဲတင်ပါတယ်နော်အားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာအေးချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်